အားလုံးပဲမင်္ဂလာပါခင်ဗျာမိဘပြည်သူပေါင်းစိတ်ချမ်းသာကိုကြမ်းပါပြီလိုရာဆန္ဒပြည့်ဝစုံကြပါစေလို့ကျွန်တော်တို့ဥစ္စာပထမဆုတောင်းမေတ္တာပို့သပါတယ်ကျွန်တော်တို့အပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့ပြည်သူစပီကပန်ကြားလောက်အစီအစဉ်လေးပြန်လည်လို့စတင်လို့လာပါပြီဒီစီစဉ်နေ့မှာဆိုရင်ဖြင့်ကျွန်တော်စိန်ပန်းနဲ့ဟုတ်ကဲ့ပါကျွန်တော်အေရင်ကျော်လည်းပါပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ဒီစီစဉ်အားဆိုရင်ဖြင့်ကျွန်တော်တို့စကားစအပါဝင်မတရားအာဏာသိမ်းတဲ့စစ်အကြမ်းဖက်စစ်အာဏာရှင်စနစ်ညက်အောက်ကရှိတဲ့လက်အောက်ခံ ကျွန်တော်တို့ဘူးစောတိတို့အုပ်ချုပ်ရေးမှုတို့ရာအိမ်မှုတို့ပေါ့နော်ပြည်သူစစ်တို့အဲ့ပြည်သူတွေကိုဘယ်လိုအနိုင်ကျင့်လဲဘယ်လိုညှဉ်းပန်းနှိပ်စက်လဲဘယ်သူတွေကဘယ်လိုပြည်သူတွေကိုနှိပ်စက်လဲဆိုတဲ့အရာတွေကိုကျွန်တော်တို့တိုင်ကြားလာရှိပါတယ်ဒီဥစ္စာတွေကိုဒီလိုတိုင်ကြားလာတဲ့ပြည်သူတွေခံစားချက်ကိုကျွန်တော်တို့ကပြည်သူတွေပြန်လဲချပြရခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါအုပ်ကြီးမသားရှာစမ်းမှာအစီအစဉ်ပေါ့နော်ပြည်သူစပီကာပန်ကြားလာဟုတ်ကျွန်တော်မှားသွားတာဟုတ်ဘောမတ်တိုက်နဲ့ရောသွားတာဟုတ်ဘောမတ်တိုက်ရောသွားလို့ဟုတ်ခင်ဗျအဲ့ဒီဘက်ကိုအရင်ကိုဘာလို့များတိုင်လာရှိတယ်ခင်ဗျ ဟုတ်တိုင်ထားတာတော့အများကြီးပဲဟုတ်ဒါပေမဲ့တယောက်တည်းကိုဝိုင်းတိုင်ထားကြတယ်တယောက်တည်းကိုတယောက်တည်းကိုဝိုင်းတိုင်ထားကြတယ်ကျွန်တော်မက်ဆေ့ချာမှာတော့ဒါရိုက်လိုက်တိုင်ထားခင်ဗျာဟုတ်ကဲ့ပါဟိုအကိုလည်းတိမှာပါဒါကျွန်တော်ပြောရလွန်းလို့လေဒီသူ့နာမည်ကိုတော့မခေါ်ချင်တော့ဘူးအော်အော်တကယ်မခေါ်ချင်တော့ရန်ကုန်တိုင်းပေါ့နော်တကုံစိတ်ကမ်းမြို့နယ်ယူဇနာဦးရင်မြို့တော့ကအော်ဦးခင်မောင်စင်ခင်မောင်စင်94ရက်ကဟုတ်တယ်သူနဲ့တကွာပေါ့နော်စီဘလောက်10လမ်းရိုင်မှုဦးကျော်စွာတဲ့တိစီရန်တဲ့ကိုစလေးတစ်ခုတက်လာပါတယ်ပေါ့နော်ကျွန်တော်ဒီလက်တိုင်ကြားထားပါတယ် ဒီယနေ့မှာပေါ့နော်ညနေတိုက်ခန်းနေပြည်သူများတဲ့အသက်18နှစ်ကနေ35နှစ်ပြည်သူများစီးရင်လိုက်ကောက်ပြီဖြစ်ပါတော့ကြောင့်တဲ့နေတိုက်ခန်းတကားများဖွင့်ဖွင့်ထားပေးပါရန်တဲ့နော်ဟန်စပီကာနဲ့လိုက်ပြီးတော့អော်တယ်နော်တကားဖွင့်ထားပေးပါတော့ပေါ့နော်ပေးပေးပြောပြီးတော့ပေါ့မကြာတဲ့အချိန်မှာပေါ့လူငယ်3ယောက်ကရောက်လာတယ်နော်18နှစ်ကနေ35အတွင်းရှိပါသလားတဲ့မေးတယ်ဗျာဟုတ်မေးပြီးတော့9000ထည့်ရမယ်တဲ့အလူငယ်ကတကားကိုလူငယ်9000ထည့်ရမလို့ပြောသွားတယ်ပြောပြီးတော့အလူငယ်ဖြတ်ပိုင်းတော့လုံးဝမပေးနိုင်ဘူးဆိုတော့လူငယ်ကောက်သွားပါတယ်ခင်ဗျာ ဟုတ်အဲ့ဒီအချိန်မှာပေါ့နော်ရက်ွက်ကကောက်ခံခိုင်းတာလားမေးတော့ဥက္ကမောင်ဇင်ကအာသူပြောတာသူမသိပါဘူးပေါ့နော်ဒီငွေကြီးကောက်ခံတဲ့ကိစ္စကိုသူလုံးဝမသိပါဘူးဆိုတော့သူညင်းထားတယ်။ဟဲ့ရိုင်ရင်မူးလဲပါတယ်ဒီဟန်စပီကာနဲ့လိုက်អော်တယ်။သူဖြစ်တဲ့ရက်ကွက်မှာသူမသိပါဘူးဆိုတော့ဒါပြောင်းလဲပြောင်းစား။ပြောင်းလဲပြောင်းစားလောက်တာတကယ်တည်ကြနေပါတယ်နော်။ဟုတ်ကဲ့သူသူတစ်ဖက်လက်နဲ့လောက်ခိုင်းတာလည်းဖြစ်ချင်တယ်။ဟုတ်ကဲ့ဖြစ်မှာပေါ့ဖြစ်မှာဘာဖြစ်လို့လဲသူကအစကလေးကဒါဒီကျွန်တော်အရှိမလဲပြောခဲ့ပြီပြီ။ဒီတော်တော်လေးကိုသူလက်ထက်မှာသူတော်ဆောင်ကြွားတာ။တော့ဒကုံစိတ်ကန်းဆိုတော့လည်းဒီဘက်မျိုးနယ်လည်းနည်းနည်းဟိုရန်ကုန်မျိုးနည်းနည်းနည်းလေးလှမ်းတယ်။ လည်းလမ်းတဲ့ခါကျတော့ဟိုလုတ်ချင်တိုင်းလုတ်ပေါ့နော်ဒီမှာလည်းပျော်ပွဲရှင်ပွဲတွေလည်းဟိုဟိုလုတ်လုတ်တယ်ပဲဗျာသူတို့နဲ့ပတ်သက်တဲ့သူတွေကျတော့ပျော်ပွဲရှင်ပွဲတွေဘောမတိုက်ကိုတော့လုတ်ခွေပေးထားပြီးတော့ကျန်တဲ့သူတွေလုတ်ရင်တော့အာဟိုမာကြီးညာမာကြီးညာကြီးတို့နော်ဟိုမင်္ဂလာဆောင်ရင်ဘလောက်ဝင်းနေပွဲလုတ်ရင်ဘလောက်ပျော်ပွဲရှင်ပွဲလုတ်ရင်ဘလောက်ဆိုပြီးတော့သူတို့ဘောမတိုက်ကျတော့ပျော်ပွဲရှင်ပွဲတွေကိုဗျာဟိုပြပြပြမြင်ဟိုမသိရင်နိုင်ငံတော်ကြီးကတော်တော်ကြီးဟို ဦးပြောစရာကောင်းတယ်လို့ပြောဝဲရှင်မွဲတယ်ချင်းပါနေတာကြာနေတာပဲတကယ်လို့အဲ့ဒီလုပ်ရတဲ့ကတကယ်လည်းမကောင်းပါဘူးဗျာနော်ဟုတ်ဒီချိန်ကြီးလည်းမှန်းတယ်ပြောကုကမောင်စင်ကိုလည်းကျွန်တော်ပြောရတာတော်တော်လေးအားနာလာပါပြီကုကမောင်စင်ဦးကျွန်တော်လည်းဒကုံစိတ်ကန်းကလူတွေပဲဗျာနော်ဒကုံစိတ်ကန်းမှာကျွန်တော်နေခဲ့ဘူးတဲ့နေခဲ့ဘူးတဲ့သူဒီချိန်ကြီးဒီရဲ့စိတ်ဓာတ်တွေကျွန်တော်တို့ဒကုံစိတ်ကန်းရဲ့ပြည်သူတွေရဲ့စိတ်ဓာတ်တွေကခင်ဗျဟိုကျွန်တော်လည်းသိပြီးသားတကယ်စိတ်ရင်းကောင်းကြတဲ့သူတွေတကယ်ပြည်သူတွေကဟိုသူတို့လည်းဟိုဘယ်နေရာမှာဆိုဗျာအလှဆိုလဲဒါဟိုမနှမျောဘူးလူလိုက်တာပဲ ဟိုတခုပေးရမယ်ဆိုတော့လဲပေးလိုက်တာပဲဒါပေမဲ့ခင်ဗျားတို့မှာဘယ်တာဝန်ယူမှုတာဝန်ခံမှုမှမရှိတဲ့အပြင်ကိုဟိုရသလောက်ကောက်ပြီးတော့ရသလောက်ဖိနှိပ်နေတယ်ဟာကြတော့ဟိုစက္ကဆတ်ကိုဖိခေါ်ပြီးတော့ပေါ့နော်စစ်ကွေးလုံနေတာကြတော့ဒါတကယ်မကောင်းပါဘူးလို့ပြောချင်ပါတယ်ဟိုကျွန်တော်ခဏတက်ခါတလဲလဲအတိပေးနေရဲ့ဒါနဲ့မှပုံမှန်ချင်းတက်လောက်တော့မယ်ဆိုရင်ကျွန်တော်ကိုယ်တိုင်ဒီတွန်လိုင်းတစ်ဖက်တို့တိုင်ကြားပါတော့မှာကိုကိုပုံစံကြီးနော်ဟုတ်ကဲ့ ဆက်မြရှိသေးလားသူရဲ့ဆက်ဆက်တဲ့ဒင်းနေပေါ့သူရဲ့ဆက်ဆက်တဲ့ဒင်းကတော့ဟိုတိတ်မရှိဘူးကျန်တဲ့ဟာတွေကတော့ तू ပြန်ပြီးတော့ဖြေကြတာပေါ့နော်အမှ96ရက်ကွက်မှာရန်ကုန်ဟိုစီစဉ်နဲ့ရန်ကုန်အစီစဉ်ပေါ့နော်ရက်ကွက်အစီစဉ်ဖြစ်တဲ့စစ်မှုအပတ်စဉ်30အထိပေါ့နော်မြို့နယ်မှာတတ်မှတ်လူဦးရေစည်ရင်းကိုအချိန်ပြီးပို့ခဲ့ပေးပြီးဖြစ်ပါတယ်ရက်ကွက်အချို့ရင်းမှုကငွေကြေးပါဝင်ပတ်သက်ခြင်းမရှိဘူးဆိုတာတဲ့ရက်ကွက်နေရက်ကွက်နေပြည်သူများသိရှိပါရတဲ့နော်ဟို तू ပြောတာပေါ့နော်သိရှိဖို့ပြောရဲဆိုတော့ရက်ကွက်နေပြည်သူသိဖို့မလိုဘူးခင်ဗျားရက်ကွက်မှာခင်ဗျားပတ်စံကောင်းနေတယ်ပတ်စံတွေလိုက်ပြီးတော့ ဟိုရိုင်မှုကိုတိုင်ကဟိုစပီကာနဲ့ဟန်စပီကာနဲ့អော်ပြီးတော့ပတ်စံកောက်နေတာခင်ဗျားမသိဘူးဆိုတာကတော့ခင်ဗျားဒါပြောင်းလဲပြောင်းသားလုပ်တယ်လို့ပဲကျွန်တော်ထင်ပါတယ်เนาะဟုတ်ဟုတ်ဒါရိုင်မှုဆိုတဲ့သူเนี่ยတွဲတယ်ပဲဟုတ်လားတယုံနေပဲဒါဟိုပလင်းတူဘူးဆိုတွေပလင်းတူဘူးဆိုလုံနေရတာနဲ့ဒါမသိဘူးဆိုတာတော့ဒါမဖြစ်နိုင်ပါဘူးခင်ဗျာเนาะဟုတ်ကဲ့ဟိုကြားထဲမှာပါเนาะဒီကျွန်တော်တို့ပြောချင်တာကဒီစီဇန်ကိုပေါ့ဒီအုတ်ကြီးတွေရဲ့ဖိနှိပ်မှု အာသက္ကသတွေရဲ့ပြည်နေပြည်သူတွေရဲ့ဟိုပေါ့နော်ဓာတ်တိုင်တွေသူတို့ရဲ့ဓာတ်တိုင်တွေဖြစ်တဲ့ပြူစောဓီးတွေအဲသူတို့ရဲ့ဟို9000စားတွေပေါ့ပြောပြောရမယ်ဆို9000စားတွေရဲ့ဖိနှိပ်မှုဒဏ်ကိုယူရင်ကြိုက်တဲ့ယူရင်ကြိုက်တဲ့ကောင်တွေရဲ့ဒဏ်ကိုဟိုခံရပြီဆိုလို့ရှိရင်ဟိုတိုင်ကြားနိုင်တဲ့နေရာလေးကိုဒီမှာပြောပြပေးပါဟုတ်ကဲ့ကျွန်တော်တို့အဲ့လိုမျိုးမတရားမြင်မှနှိပ်စက်ခံနေရပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပြည်သူစီဗီကပန်ကြားလောအနေမျိုးပြည်သူတွေပြန်လဲချပြပေးနိုင်ဖို့ကျွန်တော်တို့ဆရာစိန်ကြီးရဲ့ Facebook page နဲ့ဆရာစိန်ကြီးရဲ့ Facebook Messenger မှာတိုင်ကြားနိုင်ပါတယ်ခင်ဗျာ ဲ့တော့တိုင်တိုင်ကြမယ်ဆိုလို့ရှိရင်လည်းတို့တိုင်ကြလာတဲ့သူရဲ့နာမည်ကိုကျွန်တော်တို့အမည်လုံးဝပေါ်ထုတ်မှာမဟုတ်ပါဘူးခင်ဗျဟုတ်တန်ကြားသူရဲ့အမည်တန်ကြားသူရဲ့အကောင့်ဒီအားလုံးကိုကျွန်တော်တို့ကဟို privacy အရဟောတင်းဆဲထားပေးမှာဖြစ်ပါတယ်နာမည်ပြောမှာမဟုတ်ပါဘူးခင်ဗျဟုတ်ကဲ့နောက်ပဲတိုင်မယ်ဆိုရင်လည်းကျွန်တော်တို့အုတ်ချုပ်ရေးမှုရဲ့ဒီမြို့နယ်ကျေးရွာရပ်ကွက်နာမည်ကြားပါနော်အုတ်ချုပ်ရေးမှုနာမည်အတိအကျလေးကိုကျွန်တော်တို့တိုင်ပေးစီခြင်းပါတယ်ခင်ဗျဟုတ်ကဲ့ပါဒါမှလည်းဒီလိုလုံးမှဒီလိုတိုင်မှလည်းဒီရပ်ကွက်မှာအုတ်ချုပ်နေတဲ့ဒီရပ်ကွက်အုတ်ချုပ်ရေးမှုတွေ နဲ့ယာယီမှုတွေကဟိုစင်ကျင်သွားမှာပေါ့နော်စင်ကျင်သွားမှာပေါ့နော်ဟိုအနည်းဆုံးတော့ဒါကတော့ကျွန်တော်တို့ဟိုကျွန်တော်ကိုယ်တိုင်မလုံနိုင်ရင်တော့မှကျွန်တော်ကိုယ်တိုင်မတားနိုင်ရင်တော့မှဒါပေမဲ့ဒေါ်လာရေးတက်ဖွဲ့တွေတက်ဆိုင်ရာဖွဲ့တွေရှိပါတယ်ခင်ဗျာဟုတ်သူတို့ကဟိုတားပေးသွားပါလိမ့်မယ်ဟုတ်ကဲ့ပါဟုတ်တော့ဆိတ်ကားဟာအခုကျွန်တော်ကျွန်တော်ကြားတာကိုစေမှာတော်တော်လေးကိုဟိုဇောင်းကြွနေတယ်ဟုတ်တော်တော်လေးကိုဇောင်းကြွရနေတယ်ဆိုတော့ဟိုသူတို့ကလှုပ်ချင်တိုင်းလှုပ်တဲ့မျိုးတစ်မျိုးလို့ကြီးတဲ့ဖြစ်နေပြီဗျဟုတ် ဒီအုပ်ချုပ်ရေးမှူးကိုယ်တိုင်ကလည်းဒီအုပ်ချုပ်ရေးမှူးဆိုတာဒီ94 93အများကြီးပေါ့နော်အဲ့ဒီမှာရှိတဲ့သူတွေအကုန်လုံးကလည်းဟိုဇိုးပေါ်တဲ့နေရာမနိုင်ပြောမယ်ဇိုးပေါ်တဲ့နေရာဇိုးတွေကိုသူကဟိုခေါ်မယ်ခေါ်ပြီးလို့ရှိလို့ရှိရင်ရိုးရင်းကြိုက်ခိုင်းမယ်ပေါ့ဗျာရိုးရင်းကြိုက်ခိုင်းပြီးတော့ပြည်သူတွေကိုချိန်ချောက်ပြီးတော့ပြည်သူတွေစီကနေမတရားအနိုင်ကျင့်ညှဉ်းပန်းနှိပ်စက်နေတာပေါ့ညှဉ်းပန်းနှိပ်စက်လက်ကိုတိလက်ရောက်တော့မဟုတ်ပေါ့ဒီလိုမျိုးစိတ်ဆင်းရဲရအောင်ဗျာပြည်သူတွေနေလို့ထိုင်လို့မရအောင်ပြည်သူတွေကလည်းတနေ့တနေ့လှုပ်ရှားအားနေရတယ်သူတို့ရဲ့စာဝတ်နေရတဲ့အတွက်ပူပန်ရတာတမျိုးသူတို့သားသမီးတွေအတွက်ပူပန်နေရတာတမျိုးဟို စစ်မှုထမ်းပါသွားမှကြာလို့နိုင်ငံညာထွက်ခိုင်းမှုကြပြန်တော့လေအဲတချို့တွေကလလုတ်လက်စားတွေများတယ်ဟုတ်တယ်လလုတ်စားတွေများတဲ့အခါကျတော့သူတို့မှမတက်နိုင်ဘူးမတက်နိုင်လေရင်ဝင်သွားဖို့လေအစင်မပြေလေရင်ဝင်မှပေးဖို့လေအစင်မပြေတော့ဒီအိမ်မှာပဲသူတို့သားသမီးကိုလုံခြုံအောင်ဟိုစက်ကြီးပေးနေရင်းနဲ့ဟိုသားသမီးတွေအသက်မပြောက်ရေးပေါ့နော်စကားစားတယ်ဟိုမရောက်ရေးနော်စစ်သား စစ်သားစုဆောင်တဲ့မပါရေးအတွက်ကိုသူတို့ဂျိုးပန်းနေရတာတကယ်ကိုတနာဖို့ကောင်းပါတယ်ဒီ94တကုံစိတ်ကန်းယူသနာဥယျာဉ်မြို့တော်ကပြည်သူတွေကိုကျွန်တော်တကယ်မေတ္တာအရင်းနဲ့ဟိုကျွန်တော်တကယ်စိတ်မကောင်းဖြစ်မိပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ကုခမောင်စီဒီလိုရမျိုးတွေမလုပ်ပါနဲ့လို့ကျွန်တော်ထပ်ပြီးတောင်းဆိုချင်ပါတယ်ဗျာဟုတ်ကဲ့ပါဟုတ်ဟုတ်ကဲ့ဗျာဒီတကားတော့ကျွန်တော်မှတိုင်ကြားရတဲ့စာလေးလေးဆောင်ရှိတယ်ခင်ဗျာဟုတ်ကဲ့ပဲခူးတိုင်းပြီးခရိုင်ငါးရွာအုပ်စုတောင်ကုန်းကျေးရွာမှာနေတဲ့ပွားကြီးခေါ်ဝေယံဖြူကားတဲ့စစ်ခွေးတွေနဲ့ပေါင်းပြီးတော့ပြည်သူတွေအပေါ်ကိုညှဉ်းပန်းနှိပ်စက်တာတွေဇက်တိုက်လောက်ဆောင်နေပါတယ်တဲ့ နောက်ပြီးတော့ရွာထဲမှာလည်းမူးနေတဲ့ရဲသမားတယောက်ကိုပေါ့နော်အိမ်သားတွေမသိဘဲနဲ့ပွားကြီးခေါ်ပွားကြီးကအဲ့ဒီပွားကြီးကနေပြီးစစ်တပ်ခေါ်ပြီးဖမ်းဟမ်းပြီးတော့စစ်တဲထဲလိုက်တယ်တဲ့နောက်ပြီးတော့ဒါပြင်ရွာထဲမှာကောင်မလေးတယောက်ကမင်္ဂလာဆောင်တာပိုက်ဆံမရှိလို့ဆိုပြီးတော့အဲ့ဒီပွားကြီးရဲ့အဖေရှိမှပိုက်ဆံချီးမိတယ်ပိုက်ဆံချီးပြီးတော့မင်္ဂလာဆောင်တယ်ကအဲ့ဒီမင်္ဂလာဆောင်တာကိုဟိုသူကအကျွေးပြန်မဆက်ဘူးဆိုပြီးတော့သူကစစ်တပ်ခေါ်ပြီးဖမ်းဟိုင်းနေတယ်哦ချီတာသူ့ဖေကချီတာသူကစစ်တပ်ခေါ်လို့ဖမ်းခိုင်းတယ်အဲ့အုတ်ကြီးရတဲ့အဲ့ပြည်သူတွေပေါ်ဘောဖေဖေမမနဲ့ အုပ်ချုပ်တော့ကွာကြီးရတော့စစ်တပ်အားကိုနဲ့စက်တိုက်ဖမ်းဆီးမှုတွေလှုပ်ဆောင်နေပါတယ်တဲ့ဒီအဲ့ဒီရဲရွာအုပ်ကြီးကနည်းနည်းပြည်သူတွေပေါ်ငဲ့ညာတယ်လို့သဘောရမှာအဲ့လိုမျိုးလူလည်းရှိအောင်ပါပဲနော်အဲ့လိုလူမျိုးရှိအောင်ပါဟုတ်အချို့ရေမှုကသူကငဲ့ညာပဲမယ်အခုဖြစ်နေတာကွာကြီးဆိုတာကွာကြီးဆိုတာကဒါစစ်တပ်ရဲ့တောက်တိုင်စစ်တပ်ရဲ့တောက်တိုင်တည်င်းပေးတည်င်းပေးဩတည်င်းပေးမဟုတ်ဘူးဩစစ်တပ်အားကိုနဲ့အရင်ကဆိုရင်ဂျပန်စကားပြန်နေလို့ဟုတ်တယ်ဟုတ်တယ်ဩအင်္ဂလိပ်စကားပြန်နေလို့ဟုတ်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 ကဲ့အတူအုပ်ကြီးထက်ပုံပြီးအာနာရှိနေတယ်ဆိုတဲ့သဘောပေါ့နော်အဲ့လိုသဘောအဲ့လိုသဘော နောက်ပြီးတော့ရှိပါသေးတယ်ကျွန်တော်သူ့ကြောင့်ဒုက္ခရောက်သွားတဲ့ပြည်သူတွေမနှဲပါဘူးတဲ့အဲရွာထဲမှာလည်းသူနဲ့အဆင်မပြေဘူးရှိလို့ရှိရင်လည်းအဆင်မပြေဘူးပေါ့တော့စကားပြောဘာဖြစ်တယ်ညာလည်းအဆင်မပြေဘူးဆိုလို့ရှိရင်ကြည့်မရတာလို့ဘာလို့ဆိုအကြောင်းမျိုးမျိုးပြပြီးတော့စစ်တပ်ခေါ်ပြီးဖမ်းခိုင်းတာတွေလည်းရှိပါတယ်တဲ့ဟုတ်ကဲ့နောက်ပြီးတော့အဲစစ်တပ်ကိုစစ်မှုထမ်းဖို့လူရှာပေးတဲ့နေရာမှာသူကစစ်မှုထမ်းကြီးတွေလည်းလူရှာပေးတယ်တလောက်ဘလောက်ဘလောက်ဘယ်နှစ်ယောက်ဘယ်နှစ်ယောက်ဆိုလူရှာပေးတယ် ပြပေးပြီးပါအဲ့ကျစစ်မှုထမ်းကြီးတွေလည်းအဲ့ဘွားကြီးကယူနေပါတယ်တဲ့။အော် तू ကစစ်မှုထမ်းမပါရင်လို့ရှိရင် तू ကိုယ်နဲ့စက်ကြီးကောက်နေတာပေါ့။ तू ကိုယ်နဲ့ဘယ်လောက်ပေးဘယ်လောက်ပေးဆိုပြီးတော့ဖမ်းလဲဖမ်းပေးတယ်ကောက်လဲကောက်တယ်ဆိုတဲ့ဘောပေါ့။ဟုတ်တယ်ဟုတ်တယ်။ तू ကဖမ်းပြီးတော့စစ်တပ်သွားရောင်းစားတဲ့ဘော။အော်ရောင်းစားတဲ့ဘောလူကုန်ကူးတာပေါ့လား။အဲ့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 ။အာဖို့ရမဲနေတဲ့ပြည်သူတွေအပေါ်ဦးတဲ့ဘွားကြီးရဲ့ဒီအနိုင်ကျင့်မှုကဟိုစစ်တပ်အာဖို့နဲ့အနိုင်ကျင့်တာကိုပြည်သူတွေကကြိတ်ခံနေရပါတယ်တဲ့။နောက်ပြီးလူငယ်တွေနဲ့လူငယ်တွေကသူနဲ့ထိတ်တိုက်မတွေ့အောင်ရှောင်နေရတယ်တဲ့။ အလူငယ်တွေရဲ့မိဘတွေကလည်းသူနဲ့ထိတ်တိုက်မတွေ့အောင်အများနဲ့ view site ပေးနေရတယ်စိုးရိမ်နေရတယ်တဲ့။ तू ကသူနဲ့တွေ့လိုက်ပြီဆိုလို့ရှိရင် तू ကဟိုဘယ်လိုခေါ်မလဲအပြစ်မရှိပြစ်ရှာတယ်ဗျာ။ तू သူနဲ့ပေါင်းအပါတွေကဒီလူငယ်တွေပြဿနာရှာတယ်။ဒီလိုစကားများရံဖြစ်မယ်ဆိုရင် तू ကစစ်တက်ခေါ်ပြီးဖမ်းခိုင်းတယ်။အဲ့တော့ तू နဲ့မပေါင်းကျင်မနဲ့မတွေ့အောင်ထိတ်တိုက်မတွေ့အောင်ရှောင်ရတာရှောင်နေရတာပေါ့နော်။ယွန်ယွန်နေရတာပေါ့ယွန်နေရတာပေါ့။ယွန်ချောက်ကြီးဖြစ်နေတာဟုတ်။ဒါအမြင်နဲ့သူ့အိမ်ကပစ္စည်းပျောက်သွားရင်လေရွာထဲမှာ तू နဲ့မတည့်တဲ့လူကိုအညှိုးထားပြီးစစ်တက်ခေါ်ပြီးဖမ်းခိုင်းပါလေ။ဟာ။ ။ဒါပြီးတော့အဲ့ quality ကိုဝေယံဖြိုးကိုစုံမပေးဖို့အဲ့တော်လိုက်တက်ဖွဲ့တွေကိုပြောပေးကြပါအောင်ကိုတို့ရေးတဲ့။ဟုတ်တကယ်တမ်းကျတော့ကိုစင်မတော့ကျွန်တော်ဓာတ်ပုံတွေပါတွေပါရရင်ပိုကောင်းမှတည်းနော်။လေးစားအတိအကျရနော်ဓာတ်ပုံတွေပါတွေပါရတယ်ဆိုလို့ရှိရင်ပို့ပြီးတော့သတိပေးလို့ကောင်းတာပေါ့နော်။သတိပေးစားတယ်ပါလေ။ဒီပို့လို့ရပါလေ။ဟိုတော်လိုက်တက်ဖွဲ့တွေကလည်းဒီတိုင်းပေါ့နော်။ဟိုဒီသတင်းပေးရုံနဲ့တော့ဟိုလာပြီးတော့အရေးယူဖို့မလုပ်ပါဘူး။နော်။တေးသေးချာချာစုံစမ်းမယ်။စုံစမ်းပြီးလို့ရှိရင်ပထမတစ်ချိန်အင်း ကိုနေတတိပေးစာပို့မယ်ပေါ့နော်ဒုတိယကျင်းတတိပေးစာပို့မယ်အချင်းချင်းပို့လို့မှဟိုဒီလိုပဲဆက်ပြီးတော့ဟိုပြည်သူတွေပေါ်မှာအနိုင်ကြည့်နေမယ်ဆိုလို့ရှိရင်ပေါ့ဟိုတို့သွားမဲ့လမ်းကကိုသိမ်းမပြောနေကြတိုင်းတီလမ်းပဲဖြစ်မှာပါ။တီလမ်းပဲဖြစ်မှာပါ။ဟုတ်ကဲ့ပါ။အခုလေဒီပွားကြီးကိုဝေရံဖြိုးရတယ်ကိုခင်မောင်စင်လိုပဲ။ကိုခင်မောင်စင်လည်းဆိုရင်ဒီပြည်သူစပီကာအစီအစဉ်ထဲမှာဒီ၃ဘတ်ရှိပြီပါတာ။တိုင်လာတာ။ပတ်တိုင်းတိုင်လာ။ပတ်တိုင်းတိုင်လာ။ဒါပေမဲ့ဒီအခုတိုင်လာရှည်သွားတာဘာလို့ရှည်သွားလဲဆိုတော့သူက၂ရက်ချာ၃ရက်ချာအဲ့လိုမျိုးတွေလုပ်နေတဲ့ခါကျတော့ အနည်းကျတော့သာတိုင်စားတယ်တက်တယ်လူများစွာကတိုင်ထားတဲ့ဟာကိုကိုစိမန်ကပေါင်းပြီးပြောပြတာပြန်ချုပ်ပြီးပြောပြတာပြန်ချုပ်လိုက်ရပေါ့သူကနေ့တိုင်းလို့လို့အနိုင်ကျင့်နေတာဟောပြည်သူတွေပေါ့ဟုတ်ကဲ့အခုဆိုလဲကျွန်တော်တို့တည်င်းနေလဲအများကြီးကြားနေပါတယ်နော်အုတ်ကြီးတွေယာယီမှုတွေအေးဘလို့ဟိုသူတို့စစ်တပ်ရှိအာကူနဲ့အနိုင်ကျင့်နေပေမဲ့ဟိုတော်လိုင်းတက်ဖွဲ့တွေကတော်လိုင်းနဲ့နဲ့အကင်တက်ဖွဲ့တွေကပေါ့နော်ဟိုသူတို့သတိပေးတယ်သတိပေးထားရဲ့ဒါတွေမှာဟိုဆက်လုံနေလို့ဘုံကျဲနေတာလဲ အဲ drone နေနဲ့ဘုံကျင်းနေရတယ်ကိုစီမန်းတို့ဒါဟိုမြင့်မြင့်ကူတွေ့ပဲလေနော်မြင့်မြင့်ကူတွေ့ဆိုဒီတည်နေမှာလည်းမြင်နေရတယ်နော်ဒီမှာလည်းမြင်နေရတကယ်ကျွန်တော်တို့တည်ရရှိထားတဲ့နေရာတွေမှာလည်းဟိုတိတိကျကျရေးသားထားတာတွေအေးတွေ့ရတာပေါ့နော်အဲ့လိုမျိုးဟိုအေးယူခံရမှာတိရသားနဲ့ဟိုဒီလိုလုံနေတဲ့စိတ်ထက်တွေကိုတကယ်အံ့ဩဖို့ကောင်းနေတော့ဦးသည်မှာဟိုကျွန်တော်တို့တောင်းပါဗျာဟိုခုမိသားစုဟိုစီးပွားရေးတွေနော်ဒီရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးဆွတ်လွတ်ပြီးတော့ဒီတော်လိုင်းအတွက်ကိုဟို စွစားနေတဲ့အချိန်မှာတော်လိုင်းအတွက်တိုက်ပွဲဝင်နေတဲ့အချိန်မှာဟိုဒီလိုလူတွေကသူတို့ကိုကြိုးအတွက်ဟိုတဖို့တည်းကြည့်ပြီးတော့ဟိုပြည်သူတွေကိုပြည်သူတွေကပြန်ပြီးတော့ညှဉ်းပန်းနှိပ်စက်နေတာကတော့ဟိုဒါမင်းမဲ့တိုင်းပြည်လို့တော့ဟိုပြောလို့ရတယ်ဗျနော်တကယ်မင်းမဲ့ဇယိုက်တွေဖြစ်နေတယ်ဟိုတကယ်အုတ်ချုပ်တဲ့မင်းကလည်းမင်းလို့တော့ပြောလို့မရပါဘူးနော်တကယ်အုတ်ချုပ်နေတဲ့အာနာယူပေါ့နော်အာနာယူအာနာရှင်ကလည်းမင်းနဲ့မတန်းမင်းနဲ့မတန်းအောင်တန်းနော်ဟိုဒါမင်းနဲ့မှတန်းမယ်ဆိုမင်းစုမင်းညစ်ပဲဖြစ်မှာပေါ့နော်မင်းစုမင်းညစ်တကယ်လည်းညစ်ပါတယ်သူ့ လက်ထက်မှာအခုလိုလုတ်ချင်နိုင်လုတ်လို့ရတယ်ဆိုတာသူလည်းမသိပဲတော့မနေဘူးသိနေပါเนาะတိရသားနဲ့လှုပ်ပေးထားတယ်ဆိုတော့ဟိုဒါအကုန်လုံးကဒူဒူကြီးပဲဗျာဒူဒူနဲ့အနူနူကြီးပဲဒီစစ်တပ်စိတ်ဓာတ်တွေပဲရိုက်သွင်းထားပြီးတော့ဒီလူတွေကိုပြည်သူတွေအနိုင်ကျင့်ခိုင်းနေတာဖြစ်ပါတယ်ကိုစိမဟုတ်ကဲ့ပါအဲနောက်ထပ်ဟိုအေးဒီကိုပါတင်းလေးများတိုင်နာရှိတယ်ဟုတ်မင်္ဂလာပါတဲ့တာကိတမြို့နယ်လေးမြောက်ရက်ွက်ကအုတ်ချုပ်ရေးမှုအောင်စော်ထွေးခေါ်ဇော်ထွေးနယ်တဲ့ကြည်မိုးအကြောင်းဖတ်ပေးစေချင်ပါတယ်ခင်ဗျာတဲ့နော်ဖတ်ပေးပါမယ်လို့နော်အဲ့ဒီ ရဟိတကိုတဲ့တီထောင်သူတဲ့အာပရဟိတသမားရောင်ဆောင်နာတည်းရနော်ဟောជីမိုးပါတဲ့အုတ်ကြီးစရာပါတဲ့နော်ជីမိုးဆိုသူကလောင်းကစားတိုင်ချုပ်ပါတယ်ဩပရဟိတတိုင်ပရဟိတတွေရောလောင်းကစားတွေရောရှုပ်ကုန်ပြီနော်ဂျင်တူတီတိုင်ချုပ်ပါတဲ့နော်ជីမိုးကရက်ွက်แท้မှာမြေလွတ်မြေရိုင်းတွေကိုအုတ်ကြီးတွေနဲ့ပေါင်းပြီးတော့ထွေအုတ်တွေနဲ့ပေါင်းပြီးတော့ဂရန်နေဖောက်တယ်ကန်ဖရိုက်တိုက်တွေဆောက်ပြီးတော့ရောင်းစားနေတဲ့သူဖြစ်ပါတယ်နော်ជីမိုးကမကောင်းတာတွေလှုပ်ချင်တော့ပရဟိတကိုဗန်းပြပြီးဇော်ထွေးအုတ်ကြီးကိုဦးစီးခိုင်းပါတယ်တဲ့နော် ပုတ်ကြီးစော်တွေကိုမင်းလို့ဆိုပြီးတော့လုတ်ခိုင်းပါတယ်စော်တွေကအလုတ်လည်းမရှိဝင်ငွေလည်းမရှိတဲ့သူပါတဲ့ပုတ်ကြီးဖြစ်တော့မှလစဉ်နာရီအတွက်ကောက်ခံပြီးငွေတိုးချီးစားပါတယ်တဲ့နော်အခုတော့တိုက်တယ်ခြံတယ်ဝယ်ထားနေပါပြီတဲ့နော်ရက်ွက်ထဲကကန်ထရိုက်လုပ်ငန်းရှင်တွေကပုတ်ကြီးစော်တွေကို30သိန်းမှ30သိန်းကြာပေးနေရပါတယ်တဲ့ဥစ္စာကျွန်တော်တို့ price ကတကယ်လုတ်ခဲ့တာပဲဟိုလာကိုဖစ်သက်ဝေးတုန်းကဆိုကျွန်တော်တကယ် price ကလုတ်ခဲ့တာအဲကျွန်တော်တို့တကယ်ဟိုအသက်ကိုအသက်နဲ့ရင်းပြီးကယ်ခဲ့တဲ့သူတွေနော် ဒီကောင်တွေကတော့ပရိဒတ်ကိုဗန်းပြပြီးတော့နော်ဗန်းပြပြီးတော့ပရိဒတ်အယောင်ဆောင်ပြည်သူတွေစီကနေနော်ဂုတ်သွေးစုပ်နေတာကြီးကတော့ဒါတကယ်မဖြစ်သင့်ပါဘူးနော်ဒါမှလည်းညင်းလို့ကောင်းပါဘူးတော့ဒါမှလည်းညင်းလို့ကောင်းပါဟုတ်တယ်ဟုတ်တယ်လို့ပရိဒတ်ကိုအကြောင်းပြပြီးတော့လိန်စားနေတဲ့သူတွေလည်းအများကြီးပါနော်လို့ဒါကျွန်တော်ပရိဒတ်သမားချင်းချင်းပေါ့နော်ဒါမှမဟုတ်ခင်ဗျားတို့လည်းပရိဒတ်သမားလို့ကျွန်တော်တို့မတတ်မှတ်ပါဘူးတတ်လည်းမခင်ဗျားတို့အယောင်ဆောင်တွေပဲဖြစ်မှာပါနော်ဟိုနောက်ထပ်ပြီးတော့ပေါ့နော်အေစင်းတိုင်ရင်လည်းပြီးရပါတယ်ဗျာနော်အေစင်းဆိုတာကဒါပြည်သူတွေနေထိုင်တဲ့ ဒီကိုဘဝဉ္ဇဉ်မှာနေထိုင်ဖို့ပဲသူတို့ယုံကနာနေတဲ့ဒါအလကားလုတ်ပေးရမယ်အရာเนาะဒါနိုင်ငံတော်သတ်မှတ်ထားတာဒါငွေကြီးကောက်ခံလို့မရတဲ့အရာပေါ့เนาะအရင်ခေတ်တုန်းကပေါ့เนาะဒါအရင်ခေတ်တုန်းကကျွန်တော်တို့ဒီဒီမိုကရေစီနော်လက်ထက်မှာဒီမိုကရေစီရခဲ့တဲ့အချိန်ပေါ့နော်အချိန်မှာဒါချမှတ်ထားတဲ့အချိန်မှာကျွန်တော်တို့အဲစင်းတိုင်လဲပတ်စံတပြားမှာအာပေးစရာမလိုဘူးနော်အခုအိမ်ငားအိမ်ရောင်းသူမသိပါကားတဲ့အဲစင်းမပေးဘူးတဲ့နော်အဲစင်းမပေးတာတော့မဟုတ်မှန်တကယ်တော့တို့ပူတောင်းခြင်းလို့နော်ပူတောင်းခြင်းလို့လောက်တာဇော်ထွေးကလည်းငွေရရင်အကုန်လုတ်ပါတယ်တဲ့ဟာ ရိုက်တာဆိုတာကြီးကဗန်းပြလိန်စားအလှခံနေတာပါဟာကျွန်တော်တို့တော့မစုံသေးဘူးတွေ့လားလှခံနေတာပါအုတ်ကြီးဝင်ငွေရပါကားတဲ့ជីမိုးဆိုသူကိုနှစ်ရာခိုင်နှုန်းမှာ300ရာခိုင်နှုန်းပေးရပါတယ်တဲ့ជីမိုးကကန်ထရိုက်ဗန်းပြပါနော်ဗန်းပြပြီးတော့နောက်ကွယ်ကနေလောင်းကစားအကြီးကျယ်လုပ်နေပါတယ်နော်စကံမှုဒီစစ်ကြောင်းရင်းမှုတွေကိုလှစင်ထောက်ပံ့ပါတယ်တဲ့ជីမိုးကတဲ့တခါတည်းကမှသူမချေနှက်တဲ့လူတွေကိုអော်ဆဲပြီးတော့ PDF တွေကိုလည်းဆဲပါတယ်ဗျာអော်မနေ့ကဘာမှလည်းမသိဘူးစင်မဟိုဟာ PDF တွေကိုစိန်ခေါ်လို့ဆိုပြီးတော့နော်စိန်ခေါ်လို့ဆိုပြီးတော့ तू तू နဲ့သူ့ရဲ့ဟိုစရေးအုတ်ကြီးနဲ့သူ့ရဲ့စရေးကိုနော်ဟိုတော်လိုက်တက်ဖွဲ့တွေ drone နဲ့ခုနကကျွန်တော်ပြောပြီးဘုံချဲလိုက်တာဘုံချဲလိုက်အခုလည်းထပ်ပြီးတော့စိန်ခေါ်ပြန်ပြီခင်ဗျားတို့စိန်ခေါ်ရင်တိမ်ပေါ်ကနေခင်ဗျားတို့ကိုနော်အင်းကိုမြတ်ဘုံချဲသွားလိုက်မယ်နော်တော်လိုက်တက်ဖွဲ့တွေကဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့မတရားလုပ်နေလို့တကယ်တမ်းကျတော်လိုက်တက်ဖွဲ့တွေကလုံးချင်တိုင်းလုံးနေတာမဟုတ်ဘူးခင်ဗျားတို့မတရားလုပ်တာကိုတေချာပြီးနော်တတိပိစာလဲပေးထားရက်သားနဲ့မှထပ်ပြီးလုံးနေလို့ခင်ဗျားတို့ဒီကိုဒါဟုတ် ဒီအေးယူလာပါတော့နော်အပြစ်ပေးတာပါတော့နော်ဟုတ်ကဲ့ပါကိုစံထပ်ပြီးတော့ရှိသေးတယ်ဗျာတော်တော်တည်င်းကရှိသေးတယ်ဗျာနော်ရခင်အုပ်ကြီးဝင်းဘိုးတဲ့နော်တက်ခံရတဲ့နေကနေပြီးတော့နော်သူ့အိမ်ကနေပြီးတော့ဗောနော် CCTV ကိုလည်းစကန်ကိုပုံဆက်ပြီးသူကလာကြည့်ခိုင်းတာပါတဲ့နော်အဲ့ဒီညကလည်းသူ့အိမ်မှာစစ်ကားတွေအများကြီးပဲတဲ့သူကအော်ဆဲနေတာတဲ့တတိရှိရှိမတက်ဘူးဆိုတာတဲ့စစ်ကားတွေရှိတာတော့ဆဲနေတာမောတဲ့ဟောပြည်သူတွေကတတိရှိတရားလားသူတို့ကလက်နက်ကင်ထားတာလေဟုတ်တယ်မဟုတ်လားကိုစံမဟောရခင်တည်ဆုံးသွားခဲ့တဲ့အုပ်ကြီးဝင်းဘိုးကလည်းတဲ့နော်သူတပြည့်ပါပဲတဲ့ तू အကုန်ထောက်ပံ့ပေးတာပါတဲ့ဆိုင်ကယ်ဆိုလဲ तू ပဲဝယ်ပေးထားတာရုံးတွက်ဆိုပြီးတော့ဝယ်ပြီးတော့ तू ပေးစီထားတာအဲ့လေជីမိုးရဲ့တပည့်အဲဝင်းဘူရဲ့တပည့်ဟုတ်ဝင်းဘူရဲ့တပည့်ကခုနជីမိုးကဝင်းဘူရဲ့တပည့်ဟုတ်နော်ရခင်ဦးကြီးဝင်းဘူကိုတည်တော့တဲ့သူ့သားကအိမ်ရောက်တော့ရောင်းရတဲ့စီကသိန်း100တောင်းပါတယ်တဲ့မပေးရင်ပေးမရအောင်ဆိုပြီးတော့လူမိုက်လုပ်ပါတယ်ခင်ဗျာနော်သူ့စီကော်မရှင်မတင်တဲ့ကော်မရှင်စားတွေကိုလည်းဖန်ခိုင်းပါလေတဲ့ဒါကော်မရှင်မတင်တဲ့ဟာဆိုဒါနှလုံးတီတို့တော့သုံးလုံးတို့ဒီဘော်လုံးတို့ကော်မရှင်ပေးရတာပါเนาะမပေးဘူးဆိုလို့ရှိရင်တို့ကဖန်ခိုင်းတယ်တဲ့ဟို ူသူ့မှာမတင်ဘူးဆိုတော့သူ့တိုင်မှာလာပြီးတော့မရောင်းမေးဘူးဆိုလို့ရှိရင်ဟုတ်ကဲ့ဟိုတိုင်ရတာတော့အများကြီးပဲကိုဒီမှာဟိုရှိသမျှဟိုရသမျှလုံးနိုင်သမျှလုံးလို့ရသမျှအရာတွေအကုန်လုံးကိုတစ်ခုမှကြံမကောင်းမှုမှသမျှကိုအကုန်လုံးနေတယ်လို့ပဲကျွန်တော်ဟိုဆက်ပြီးတော့ဒီမှာနှစ်မျက်နှာလောက်ရှိတယ်တော်တော်ရှည်သွားလိမ့်မယ်အဲ့တော့ပဲပြောကျွန်တော်ပြောချင်တယ်ဗျာနော်ကဲအုတ်ကြီးဝင်းဘိုရဲ့တပည့်နော်အုတ်ကြီးကိုဝင်းဘိုရဲ့တပည့်เออคุณน่ะบดุจีโมจีโมซอถ้วยซอถ้วยเนี่ยจีโมเนาะอองซอถ้วยก็กูซอถ้วยเนี่ยเนาะจีโมเย ပြောချင်ပါတယ်ကျွန်တော်ဒီနေရာကနေရက်ပါလို့ရက်တွေကိုရက်တန်းကရက်ပါလို့ပြောချင်ပါတယ်ကိုစိမကြီးကျွန်တော်တို့ဒီအစည်းအဝေးကိုဟိုပြည်သူတွေကတန်ကြားကျင်တယ်ဆိုလို့ရှိရင်တန်ကြားနိုင်တဲ့နေရာလေးကိုပြောပြပါဦးကျွန်တော်တို့ဒီပြည်သူတွေကနေပြီးတော့ညှိမှနှိပ်စက်မှုတွေမခံနိုင်တဲ့ခါကျရင်ကျွန်တော်တို့ကိုတန်ကြားလို့ရပါတယ်ဒီလိုတန်ကြားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုစိန်သီးရဲ့ Facebook page နဲ့ကိုစိန်သီးရဲ့ Facebook Messenger မှာတန်ကြားနိုင်ပါတယ်ခင်ဗျဟုတ်ပါတယ်ဟိုမခံစားနိုင်တာမဟုတ်ဘူးဒါအခက်နဲ့ ခံစားကြရလဲမလို့နော်မတရားမှုကိုဒါတိုင်ဟိုတိုင်ရမှာပြည်သူရဲ့လုံးဝမခံစားနိုင်တော့ဘူးလေဟုတ်တယ်ပြည်ရဲ့မတရားညှိမှန်းနှိပ်စက်မှုတွေနော်ဟုတ်ကဲ့ပါကိုစိန်မရဲ့သတင်းလေးပြောပြပါဦးခင်ဗျဟုတ်ကဲ့ကျွန်တော်ကတော့ဒီတကပြည်သူတွေကိုဒါကျွန်တော်တို့ကဟိုတိထားသင့်တဲ့ တီးထားတဲ့တီးထားတဲ့ဆောင်ရံရှောင်းရံလေးကျွန်တော်တို့မေတ္တာလက်ဆောင်ပေးခြင်းတာဗောနော်ဟုတ်ကဲ့ပါဟောကျွန်တော်တို့ဒီပြည်သူတွေကမဖြစ်မနေကြုံတွေ့ရပြီးစစ်မြေပြင်နဲ့ဟိုနီးကပ်လာပြီးဆိုရွာမှာရွာတွေမြို့တွေမှာဗောနော်စစ်ဖြစ်လာတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူတွေတွေ့ကြုံရမယ့်အရာလေးတွေရှိပါတယ်ဒါကျွန်တော်တို့လက်နက်ကြီးနဲ့ပတ်သက်လို့ဗောနော်ကျွန်တော်တို့အဲ့ဒီ120မမ60မမစိန်ပြောင်းနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရှောင်းရံမော ရှောင်ရံလေးတွေကျွန်တော်ပြောပြပေးပါမှာဖြစ်ပါဘူး။ဟုတ်ကဲ့ပါ။တရား20မမစိန်ပြောင်း MP6 ဆိုလို့ရှိရင်အဝေးဆုံးပြစ်ခတ်နိုင်တဲ့အကွာဝေးက3မိုင်ကနေ9မိုင်ထိကွာဝေးနိုင်ပါတယ်တဲ့။နောက်ပြီးတော့60မမစိန်ပြောင်း MP89 ဆိုရင်အဝေးဆုံးအကွာဝေးပြစ်ခတ်နိုင်တဲ့အားကတော့တမိုင်ဝေးကနေ2မိုင်အတွင်းပြစ်ခတ်နိုင်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ပါ။နောက်ပြီးတော့60မမစိန်ပြောင်းပြောင်းရှည် MP9 ကတော့ဒီအဝေးဆုံးပြစ်ခတ်နိုင်တဲ့အကွာဝေးကတော့2မိုင်ခွဲရနေပြီးတော့3မိုင်အတွင်းပေါ့နော်ပြစ်ခတ်နိုင်ပါတယ်။ဟုတ်ကဲ့။နောက်ပြီးတော့81မမစိန်ပြောင်း BA 90ပေါ့နော်အဲ့ဒါကတော့အဝေးဆုံးပြစ်ခတ်နိုင်တဲ့အင်အားအကွာဝေးကတော့နှစ်မိုင်ဝဲခန့်ပေါ့နော်ဒါတွေကတော့ဟိုကျွန်တော်တို့စကားစားတွေကကျွန်တော်တို့ကြီးရွာနားမှာဒီစခန်းချမယ်စခဲချမယ်ဆိုလို့ရှိရင်အဲ့ဒီမှာလက်နက်ကြီးတွေဒီစိန်ပြောင်းတွေပါလာမယ်ဆိုလို့ရှိရင်သူတို့စခန်းချတဲ့နေရာနဲ့ကျွန်တော်တို့ရက်ရွာနဲ့ ့ကိုကဝေးဘလောက်ရှိလဲချိန်လို့ရအောင်ဘလို့ရှောင်ရမလဲပေါ့နော်ဘလောက်ရှောင်ဘလို့ရှောင်ရမလဲဆိုတော့အဲ့နဲ့ကိုနေအိမ်နဲ့ကိုရဲ့ရွာနဲ့လွတ်မလားဘလို့ရှောင်ရမလဲဒါလေးဒါကတော့ရှောင်ရံလေးတွေပေါ့နော်အတိပညာပေးတစ်ခုအနေနဲ့ကျွန်တော်တို့ကပြောပြရင်းဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့အဲ့လိုမျိုးလေးရှောင်ဖို့ပေါ့နော်နောက်ကကျွန်တော်တို့အဲ့လိုမျိုးလက်နက်တွေကိုကျွန်တော်တို့ပြည်သူတွေအနေနဲ့ရလာပြီဆိုလို့ရှိရင်အသုံးပြုနိုင်လို့လဲရအောင်အဲ့ရှောင်ရံလေးတွေပါတယ်နောက်ပြီးတော့သူအကွာဝေးကဒီအဲ့ဒီမှာကျွန်တော်တို့စစ်တပ်ကစခန်းချလာတာတွေ့ပြီအဲ့ဒီလက်နက်ဆင်လာတာတွေ့ပြီဆိုလို့ရှိရင် ူအမြောက်အမြောက်ကိုဒီစိန်ပြောင်းဘယ်လိုထောင်လာလဲအဲ့အနေထားကိုတစ်ချက်ကြည့်ပြီးတော့ကျွန်တော်ဘလောက်กว่าဝေးရောက်နိုင်လဲအမြင့်ပေပေါ့နော်ဒီအမြင့်ပေအနေထားလေးကျွန်တော်ပြောပြပေးမယ်အမြင့်ပေပေ2100ကိုပြည့်မယ်ဆိုလို့ရှိရင်တမိုင်ခွဲခန့်ကိုအဝေးရောက်ပါတယ်ခင်ဗျာအမြင့်ပေ4500အားလောက်ပြည့်မယ်ဆိုလို့ရှိရင်နှစ်မိုင်ခန့်လောက်ရောက်ပါတယ်ခင်ဗျာနောက်ပြီးတော့အမြင့်ပေ9000လောက်ပြည့်မယ်ဆိုလို့ရှိရင်3မိုင်ခန့်လောက်ရောက်ပါတယ်ခင်ဗျာအမြင့်ပေ9800လောက်ပြည့်မယ်ဆိုလို့ရှိရင်3မိုင်ခွဲရနေပြီးတော့ဒီ3မိုင်ကျော်ကျော်လောက်ရောက်တယ်ခင်ဗျာ အဲ3မိုင်ကျော်ကျော်လောက်ရောက်ပါတယ်အမြင့်ပေ9600လောက်ပြင့်မယ်ဆိုလို့ရှိရင်ကျွန်တော်4မိုင်နီးနီးလောက်ရပါတယ်ခင်ဗျာအမြင့်ပေ1000ကျော်လောက်ကပြင့်မယ်ဆိုလို့ရှိရင်4မိုင်ခွဲလောက်ရောက်ပါတယ်ခင်ဗျာအမြင့်ပေ1000ကျော်လောက်ကနေပြင့်မယ်ဆိုလို့ရှိရင်တော့5မိုင်လောက်ကိုရောက်ပါတယ်ခင်ဗျာအဲ့ဒါလေးတွေကျွန်တော်တို့ရှောင်ပြီးတော့ကြည့်ကြည့်ပြီးရှောင်လို့ရအောင်ပါခင်ဗျာဟုတ်ဒါတော့ဗောပြည်သူတွေကလည်းဒါတိုင်းထွာလို့ဟိုအဓိကဘယ်တော့မှမရနိုင်ဘူးเนาะဒါအသိပညာပေးတစ်ခုအနေနဲ့ဟိုဟိုခမန်းကြီးရခမန်းကြီးခမန်းရခမန်းလို့ရအောင်ဒါဟိုအသိပညာပေးတစ်ခုအနေနဲ့ပြောကြားခြင်းဖြစ်ပါတယ် ဟုတ်ကဲ့ပါကွန်စင်မကြီးဟုတ်ကဲ့ဟုတ်ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့အရွယ်တူတွေကျွန်တော်တို့ရဲ့ငယ်တဲ့ညီလေးညီမလေးတွေเนาะကျွန်တော်တို့တဲ့ဟိုကြီးတဲ့အကူတွေပေါ့เนาะဒီဟိုသူတို့တတ်မှတ်ထားတဲ့အဲစစ်မှုထမ်းစည်းဝင်မှာပါတဲ့အသက်အသက်ကျောင်းဝင်တဲ့အသက်ကျောင်းဝင်တဲ့ဟိုလူငယ်တွေဒီကိုကျွန်တော်တို့ကပြောကြားချင်တာကဟိုညဘက်ဆိုလဲဒါဟိုပြင်နေပွဲလန်းသပင်းတွေပေါ့เนาะဟိုကလပ်တို့ပါတို့ဟိုမသွားကြပါနဲ့အခုကဘာဖြစ်လဲဆိုတော့ဒီဖုန်ကြီးတွေပါမကြံ့เนาะတန်ဃာတော်တွေပါမကြံ့ကိုကြီးတွေပါမကြံ့ဖုန်ကြီးចောင်းသားတွေပါမကြံ့ရသမျှကိုသူတို့ ိုကြာရှုံးနေသူတို့ကြာရှုံးနေတယ်ဆိုတော့ဟုတ်နော်ဒါအမြင်ကိုပေါ်လင်အောင်သူတို့ရသမျှပေါ်တာတွေဆွဲပေါ်တယ်နေဆွဲပြီးတော့ငွေညစ်နေပါပြီသူတို့စစ်သားတွေစုဆောင်နေပါပြီမကြခင်ကျွန်တော်တို့လည်းဟိုအင်ပြန်ရတော့မှာကျွန်တော်တော်လိုင်းတပွဲတွေလည်းအောင်မွေးနဲ့အတူဟိုအင်ပြန်ရတော့မှာအာနီးနေပါပြီခဏလေးတီးခံပေးပြီးတော့ကိုကိုကိုလုံကြုံအောင်အောင်နေပေးဖို့ဟိုပြောချင်ပါတယ်မေတ္တာရက်ခံချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီပွဲလမ်းသဘင်တွေမသွားဖို့ဆိုတာကျွန်တော်တို့ကမနာလို့လို့ပိတ်ပင်တာမဟုတ်ဘူးเนาะကျွန်တော်လည်းလူငယ်တွေပဲကျွန်တော်လည်းပျော်ပါးနေတာပေါ့ဒါပေမဲ့ကျွန်တော်တို့နိုင်ငံကြီးကလုံးဝအခြေအနေမကောင်းတဲ့ နေထားကိုရောက်နေတဲ့ခါကျတော့ကျွန်တော်တို့ဒီတော်လန်ရေးကြီးအောင်မြင်သွားပြီဆိုလို့ရှိရင်ကျွန်တော်တတိုင်းပြီလို့ကျွန်တော်တို့နဲ့အတူပျော်လို့ချွေလို့ရပါတယ်ခင်ဗျဟုတ်ကဲ့ပါအဲ့ဒါလေးကိုကျွန်တော်ပြောချင်ပါတယ်အခုကဒါကျွန်တော်တို့ညီကိုမောင်နှမတွေပြည်သူတွေရဲ့အသက် OA စီစဉ်ပြီးကျွန်တော်တို့တွေကစိုးရိမ်လို့ကျွန်တော်တို့ကဒီလိုတားမြစ်ရခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကိုစိန်မိုင်းဟုတ်ကဲ့ပါဟုတ်ကျွန်တော်တို့နဲ့ရွယ်တူတွေကျွန်တော်တို့ရဲ့အကူတွေကျွန်တော်တို့ရဲ့ညီတွေပေါ့နော်ဒီစစ်မှုထမ်းမှာအကျုံးဝင်တဲ့အသက်မှာအကျုံးဝင်တဲ့အဲလူငယ်တွေစစ်မှုထမ်းအမ်ဘုဒါပေါ်တာတွေကိုအသေးအတန်သူတို့ကအခုကအကျုံးဝင်ဝင် ပဲအကုန်ဖမ်းနေအကုန်ဖမ်းနေတယ်ပေါ့နော်ဒါပေမဲ့လူငယ်တွေကိုဦးစားပေးပြီးတော့ဖမ်းတယ်ပေါ့နော်ဟိုလူငယ်တွေကိုကျွန်တော်ကအဓိကအဓိပေးချင်တာနော်ကိုညီတွေညီမတွေကြတော့လဲတာဥမာအကြောင်းပြီးတဲ့အဲသူတွေတို့တွေကဟိုတိတ်ပြီးတော့မသိသေးဘူးပေါ့နော်မသိသေးသိတဲ့သူတွေလည်းသိမှာပါအဲ့တော့ကျွန်တော်တို့ကပေါ်တာတွေပွဲလမ်းသွင်းနေသွားမယ်ဆိုလို့ရှိရင်ပွဲလမ်းသွင်းနေမှာလည်းဝင်ဖမ်းနိုင်တယ်လူသူလူထက်တဲ့နေရာမှာသွားမယ်ဆိုလည်းလူသူလူထက်တဲ့နေရာမှာတို့ကဝင်ပြီးတော့ဟိုပေါ်တာဆွဲနိုင်တယ်ပေါ့နော်ပေါ်တာဆွဲနိုင်တယ်ကျွန်တော်ရန်ကုန်မြို့လေကောင်မှာဆွဲဝါးသေးတာပဲဒီပလာဇာတို့ရှိမှာတို့ပန်းညံတို့အင်းလန်းကံမလို့ပေါ့ပန်းမောင်လို့ပေါ့မလူတွေဖမ်းသွားသေးတာဟုတ်နော်ဟုတ်အခုလိုပြောနေတာလည်းဒါကျွန်တော်တို့ ထွက်အဲမဟုတ်ပါဟုတ်တယ်မဟုတ်တယ်ဒါလူငယ်တွေရဲ့ဟိုအသက်အိုးအိမ်စီးစိမ်အတွက်ပဲတို့ကပြောကြနေခြင်းဖြစ်ပါတယ်အဲအဲ့အတွက်ဟိုဒီပွဲလမ်းသမင်းတွေကိုရှောင်ရှားခြင်းဖြစ်ဒေါ်လာရင်းရလည်းမကြခင်အင်းပြီးဆုံးတော့မှာပါเนาะဒါပြည်သူတွေအနေနဲ့ဒီဟိုညိန်မင်းနေုံလေးနဲ့ပဲเนาะအဲပွဲလမ်းသမင်းတွေမသွားဒီတို့စစ်သားစုဆောင်လို့ရအောင်မရအောင်ပေါ့เนาะနေပေးခြင်းဖြစ်ကျွန်တော်တို့ကူညီရင်းနဲ့တော်လိုင်းကြီးအမြန်အောင်မြင်တော့မှာပါကိုစိမ်ပါနော်ကျွန်တော်တို့ဒီလိုပွဲလမ်းသမင်းတွေမသွားဖို့တားတယ်ဆိုတာကျွန်တော်တို့မနာလို့လို့လည်းမဟုတ်ပါဘူးတင်းအာရမဟိုစားဖြစ်လို့ ျွန်တော်တားတာပေါ့ကျွန်တော်လည်းလူငယ်တွေပဲပြောချင်းပါချင်းကြတာပေါ့ဒီချိန်မှာကျွန်တော်တို့နိုင်ငံကြီးကတော့ခက်ပြက်နေတဲ့အချိန်ရောက်နေတယ်ကျွန်တော်တို့ကျွန်တော်ညီကိုမောင်နှမတွေအပြင်ထွက်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ကြီးလန်းစားစားနဲ့လမ်းလျှောက်နေရတဲ့အချိန်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ညီကိုမောင်နှမတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုကျွန်တော်တို့ကဒီအလေးထားတော့အဖြစ်ကျွန်တော်တို့ကဒီလိုမျိုးလေးပွဲလန်းသပင်းတွေရှောင်ဖို့ကျွန်တော်တို့အသိပေးတာပါကျွန်တော်လည်းပြောချင်းပါတယ်မကြခင်မှာကျွန်တော်တို့အောင်ပွဲနဲ့အတူမြန်မာပြည်မှာဒီပြောပြောပပိုင်းပြန်ဆောင်ကြပါမယ်ခင်ဗျာ ဟုတ်ကဲ့ပါကျွန်တော်ဘတ်စင်တင်ဆက်နေကြဖြစ်တဲ့ပြည်သူ့စပီကာပန်ချလာအစီအစဉ်ကိုတင်ကြားခြင်းနဲ့ဆိုလို့ရှိရင်ကိုစိန်သီးရဲ့ Facebook page messenger တော့၎င်းအကောင့် messenger တော့၎င်းတင်ကြားနိုင်ပါတယ်လို့ပြောကြရင်လည်းကျွန်တော်တို့ဘတ်စင်တင်ဆက်နေကြဖြစ်တဲ့ပြည်သူ့စပီကာပန်ချလာအစီအစဉ်ကိုဒီမှာပဲအဆုံးတက်ပြပြပါလို့ပြောကြားခြင်းပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ